တနင်္ဂနွေတာသမီမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာယခု2025ခုဇူလိုင်လအတွက်တနင်္ဂနွေတာသမီများအတွက်ဟောစရံဖြစ်ပါတယ်ဒီကာလမှာတနင်္ဂနွေတာသမီမိတ်ဆွေပေါင်းတို့အနေနဲ့ကိုယ်လက်ရှိလုပ်နေတဲ့စီးပွားအလုပ်စတာတွေမှာအခြေအနေတဲ့အဆက်အသွယ်ကောင်းတွေကြုံလာဖို့ရှိပါတယ် အထူးသဖြင့်အိုးတဲ့အိမ်တဲ့ရတာနေရာထိုင်ခင်းရတာအဲ့ဒါလို့မဟုတ်ရင်တောင်မှကိုလက်ရှိနေတဲ့နေအိမ်ကိုပြင်ဆင်ရတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။အဲ့ဒါလို့ကြုံရတဲ့ဆိုရင်လည်းအင်မတန်ကောင်းပါတယ်။နောက်ပြီးတော့နည်းနည်းသတိထားမှာခရီးကိစ္စတွေမှာထူးသတိထားပါခင်ဗျာ။ကိုသွားမဲ့ခရီးဟာတစ်ခါတည်းနဲ့အထမမြောက်ဖဲနဲ့ပြက်သွားတာမျိုးရွှေ့ရတာမျိုးတွေ ကျင်းဝတတ်တဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ရေချောင်းခရီးရဝေးခရီးမျိုးတွေရှောင်းနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ဒီကာလမှာခရီးသွားပြလို့ရှိရင်ဘေဘွက်အန္တရာယ်တင့်တတ်တဲ့ကာလပေါ့နော်အဲ့တော့ခရီးကိစ္စတွေမှာတရိပ်ထားတာပို့ပြီးတော့ကောင်းပါတယ်နောက်ပြီးတော့ကိုပိုင်ဆိုင်နဲ့ရွှေစတဲ့ဘုရုဟုဏပစ္စည်းမျိုးတွေဒီကာလမှာထွက်တတ်ပါတယ် အထူးသဖြင့်ကိုယုံကြည်ရတဲ့လူဟာကိုယ်ကိုလိန်လဲတာမျိုးလှည့်စားတာမျိုးတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်။နောက်ကိုကိုယ်တိုင်လည်းရှည်ကြိုးမာတာမျိုးတွေပေါ့နော်ဖြစ်တတ်ပါတယ်။နောက်လက်ကောက်ဝက်မှာထိခိုက်တံရရတာမျိုးတွေလည်းကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။နောက်ငွေကြေးနဲ့ပတ်သက်လို့ရှင်ဒီကာလမှာကျွေးကြီးကြီးမားမားမျိုးတွေတင်တတ်ပါတယ်ဒါပေမဲ့ တအားဆိုရင်ဇာတော့မရှိဘူးပေါ့နော်မထင်မှတ်ဖဲနဲ့ပြန်ပြီးတော့မှပြည်လဲသွားတာမျိုးတွေကုညီပေးမဲ့သူဂျုံလို့ပြည်လဲသွားတာမျိုးတွေဂျုံတွေ့ရတတ်ပါတယ်မိမိအလောက်ကနေမဟုတ်ဖဲနဲ့ပေါ့နော်မထင်ထားတဲ့ဇာငွေလုံးရင်းဝင်လာတာမျိုးတတိပေါက်တာမျိုးပေါ့နော်တိပေါက်တလိုမျိုးမထင်မှတ်ဖဲနဲ့ငွေဝင်လာတာမျိုးတွေတော့ဂျုံတွေ့ရဖို့ရှိပါတယ်ခင်ဗျာနောက်ပြီးတော့နည်းနည်းသတိထားမှကိုလက်ရှိနေတဲ့ပေါ့နော်နေအိမ်အင်းကြီးမှာ ကိုဝင်ဆောင်တဲ့တွေပါလေရှိနေတတ်ပါတယ်အဲ့တော့ကိုဝင်ဆောင်တဲ့တွေရှိနေရင်တော့အင်မတန်ကောင်းပါတယ်ပေါ့နော်အဲ့လိုရှိနေရင်တော့ကိုမှပြည့်ကင်းတာပေါ့အဲ့ဒါမရှိဘူးဆိုရင်တော့နည်းနည်းသတိထားပါအဲ့လိုမရှိဘူးဆိုရင်တော့တရားတွေအမှုခင်းဖြစ်တာတွေပေါ့နော်ကြုံတွေ့ရတတ်ပါတယ်နောက်ကိုယ့်ရဲ့အိမ်နီးနားမှာလည်းမိလန်နာတို့ပေါ့နော်နောက်တခိုးခိုးခံရတာတို့ဒါမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာ ။ Now ကိုယ့်ရဲ့အင်ချေရင်ပဲပေါ့နော်။ဒါမှမဟုတ်အင်အောက်ထပ်မှာတော်လကောင်အင်ချေရင်မှာတော်လကောင်ပြားဆွဲတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အဲ့ဒါလို့ဆိုရင်တော့ဆာယကံကြုံလို့မုတ်စိတ်ပြားဆွဲတယ်ဆိုတဲ့အိမ်မျိုးဖြစ်ပါတယ်။စီးပွားဖြစ်မယ်ပေါ့နော်။ကိုယ့်အတွက်ကြိုးပေးတတ်ပါတယ်။ Now ကိုယ့်နဲ့အင်မတန်ခင်မင်ရင်းနှီးရဲ့ပေါ့နော်။မိတ်ဆွေ ပေါင်းတဲ့ဆရာသမားဆရာတွေနဲ့နည်းနည်းအဆင်မပြေဖြစ်တာမျိုးတွေတော့ကြုံတွေ့ရတာပါတယ်ခင်ဗျာတော့ကိုအိမ်မှာတုံးနေပေါ့နော်ဒီစစ်ပစ္စည်းတွေမကြခဏပြစ်တာမျိုးတွေပေါ့နော်အဆက်အဟောင်းပြစ်လို့မို့အသက်ထဝဲရတာမျိုးဒါမျိုးတွေကြုံတွေ့ရတာပါတယ်ခင်ဗျာအဲ့တော့ဒီကာလမှာကိုယ်တိုင်ဟိုဟာလောကကောင်းနုံနုံဒီဟာလောကကောင်းနုံနုံနဲ့နည်းနည်းစိတ်ပြီးဟာလေးတွေတော့ညာနေတတ်ပါတယ် နောက်ဘာမှလည်းပေါ့နော်တိတ်ရေရာရာမလုပ်ဖြစ်ဖဲနဲ့အချိန်ကုန်နေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာအဲကျမ်းမာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းတရိထားမှာသွားသွေးတွထွက်တန်ရုံဖြစ်တာပေါ့နော်သွေးသားနဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးတွေဖြစ်တတ်ပါတယ်နောက်ဖြီကျိုးမာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါတွေထူးတရိထားပါနောက်ပြီးတော့မရွယ်မထက်မှတ်ဖဲနဲ့မတော်တဆဖြစ်လို့ဆေးရုံစီကံရောက်တတ်တာလေဒီလိုကာလမျိုးဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဒီကာလမှာကိုယ့်ရဲ့အညံ့နေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်အိမ်ဖျားမှာအုံနှုတ်ခေါက်ဆွဲသုံးပကံကတ်လုပ်ပြီးတော့မှဆုတောင်းပါခင်ဗျာအကျိုးပေးစေတဲ့ကနန်းတွေကတော့တက်ကနန်းသုံးကနန်းဖြစ်ပါတယ်။ကံအကျိုးပေးကောင်းစေတဲ့အကြောင်းကတော့ဒီကာလမှာအနီရောင်ဖြစ်ပါတယ်ခင်ဗျာ။